ားလုံးပဲမင်္ဂလာပါရှင်အခုတင်ဆက်ပေးမှာကတော့ဥษาဆောင်မလေးမျက်နှင်းဆိုတဲ့ဇလန်အကြောင်းအရာလေးကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ရှင်အေးဒါမရလဲတော့ဗောရွာမှာတပတ်လောက်ပဲနေနော်ဒီကနေ့ဖေရဲ့အလုတ်ကိုဝမ်းကူဦးလို့ပြောတဲ့အမေရဲ့ပူညာပူညာအတန်နဲ့ဝေးရကိုထွက်လာခင်းမိတယ်ဒါပေမဲ့သွားခွင့်ပြုတဲ့အတွက်အရန်ကိုပြောရှင်သွားခဲ့ပါတယ်သူ့နာမည်ကတော့တက်နောင်ထွန်းဆယ်တန်းဖြေထားပြီးတော့ဘာအလုတ်မှလည်းမမေရေးရမလုတ်ပဲနဲ့ သူ့ဖေပွဲယုံလုံးလို့သူ့မစ္စတိုးဆန်လုံးလို့ ਨੇ ဆိုင်ကယ်တစ်စီးနဲ့ကိုလေလွတ်နေခြင်းပဲဖြစ်ပါတယ်။အဖေဖြစ်သူကမကွေးမြို့ပေါ်မှာပဲစပါရောင်းဝယ်ရေးပွဲယုံထောင်ထားတယ်လို့အမေကတော့အိမ်မှာပဲစတိုးဆန်ဖွင့်ထားပါတယ်။ဒူရီတော့သားလေးမှုပဲမိဘများရဲ့အလိုလိုက်ချင်းကိုခံရသူလေးပေါ့။အခုလဲကျောင်းနေပဲတငယ်ချင်းလည်းဖြစ်အမျိုးလဲတော်တဲ့ချင်းမင်းတို့တွေရှိရာထနာကုန်းရှူလီရွာရဲ့တလစ်ထုံတန်းနှစ်ပွဲကိုသွားဖို့ဖြစ်ပါတယ်။တငယ်ချင်းတွေနဲ့လည်းမတွေ့တာကြတော့ သွားလည်ချင်းလို့ဖြစ်ပါတယ်။မကွေးမြို့နယ်သူတို့ရွာနဲ့ဆိုရင်တော့ဆန်ကင်နဲ့ကိုတမိနစ်တောင်မမောင်းရပါဘူး။ချစ်မင်းမကွေးကိုကြောင်းလာတက်ပြီးတော့ပြန်တိုင်းမှာလိုက်ဖို့ရည်ရထားပေမဲ့အမေတို့ကိုပြောမရတာနဲ့မလိုက်ရတာအခုတောင်တော်တော်ပြောอยู่ရတယ်။ဒါတောင်ချစ်မင်းကိုဖုံးဆက်ပြီးကူပြောခိုင်းလို့အမေကတွတ်တူကိုတော့ချစ်တယ်။အမေနဲ့ချစ်မင်းအဖေကမောင်နှမဝင်ွယ်တယ်။ကြောင်းလာတက်တုံကလည်းအိမ်မှာပဲနေရဆိုတော့ဟိုကောင်ကလည်းတီလေးတီလေးနဲ့မျောစားတက်တော့ချစ်မင်းတခုမဲဖြစ်တယ်။ မေစီကခွင့်ပြုချက်ရရနဲ့ချင်းမင်းစီကိုဖုံးဆက်ပြီးတော့အဝတ်စားအနှင်းငယ်နဲ့သုံးဖို့ပိုက်ဆံအလုံးလောက်ကိုယူပြီးတော့ထွက်လာခဲ့ပါတော့တယ်။တာဟိုရောက်ရင်တာဦးလေးကိုတတိယလေးလို့ပြောပြအောင်နော်။စင်နာတော့ဖုံးနေကပဲပြောတော့မယ်။ပြီးတော့တာဟိုရောက်ရင်ပါဆက်စည်းဆောင်နော်။အဲ့ဘက်ကပါဆက်ပောက်ကရီပြောလို့မရဘူး။ဟုတ်ကဲ့ပါအမေရဲ့တာလေးကလေးမဟုတ်ပါဘူး။အဲ့လိုပြန်ပြောရင်လည်းအမေကိုကတော့ကထွက်လာတော့တယ်။အဖေပွဲရုံကိုဝင်ပြီးတော့အဖေကိုလည်းကတော့ခဲ့ပါတယ်။ စိတ်ထဲမှာတော့အဖေနဲ့အမေကိုကြွတော့ရင်နဲ့တခါမှမခံစားဘူးတဲ့ခံစားမှုမျိုးကိုခံစားမိတယ်။ဝမ်းနည်းစိတ်လိုလိုဘာလိုလိုနဲ့ဒါပေမဲ့ချင်းမင်းနဲ့တငယ်ချင်းတွေကိုတွေ့ရတော့မယ်ဆိုတဲ့စိတ်ကြောင့်ပျော်ရွှင်မှုတွေနဲ့အတူစံကယ်မောင်းထွက်လာတော့တယ်။အခုလိုထွက်လာခဲ့ခြင်းဟာသူ့အတွက်ပြန်လဲမရှိမှန်းကိုသူသိခဲ့ရင်မင်းကလည်းစစောလေးထွက်မလာဘူး။မင်းကိုကြောင်းတို့ရလိုက်ဖို့မလို့မနေ့ဖြန်ဆိုနှစ်ကြီးပဲနေရောက်ပြီဆိုတော့နှစ်ပွဲပြီးမှပဲလိုက်ဖို့ရမယ်ကွာ။ အဲ့လိုချင်းမင်းကခီးရောက်မဆိုင်ပင်ပြောပါရင်အေးငါလည်းအမေပြောပြီ သူလွတ်တဲ့နေ့ပဲလာရတာဟအေးပါကွာမင်းလည်းဆိုင်ကယ်မောင်းလာရတာမောရော့ပေါ့ခဏနာပြီးတော့ရေချိုးမင်းလာမယ်ဆိုလို့ဒေါ်လေးတစ်ပင်းချက်ထားတယ်ညကြမှငါတို့အိမ်မှာစားနောက်နေ့တွေကျတော့ဦးဦးတို့ဒေါ်လေးအငယ်တို့အိမ်တွေမင်းလိုက်စားရမှာငါရော်လိုက်စားပေးပါမယ်ပြီးရင်တော့မင်းသိချင်နေတဲ့ငါတို့ရွာရဲ့တမိုင်းချောင်းတွေကိုအမေကြီးကိုသွားမိမယ်ချစ်မင်းလည်းသူ့အစ်စင်များကိုပြောပြနေပါတယ် ရွာမကရဝင်းစုမျိုးတယောက်လာရင်တော့ထမင်းခေါ်ကြေးကြတယ်။ထမင်းမစားရင်မကြိုက်။အမျိုးတယ်လို့မတတ်မှတ်တယ်လို့လည်းထင်ကြတယ်လေ။ရွာနောက်ပွဲကတနေ့တစ်ချိန်ကြီးပတ်ရခြင်းဖြစ်ပါတယ်။ထနာကုန်းရွာတစ်လက်၊ရှေလျရွာတစ်လက်ဖြစ်တယ်။ဒီနေ့တော့ချင်းမင်းတို့ထနာကုန်းအလက်ချင်းမင်းတို့ရွာကအင်ဂျင်600ခန့်ရှိတဲ့ရွာကြီးတရွာ။ရွာနီးထုတ်ဆအကုန်လေယာဉ်လုပ်ငန်းနဲ့အသက်မွေးဝန်းကြောင်ပြုကြခြင်းဖြစ်တယ်။အဲလိုနောက်ပွဲကျင်းပပေးမှာပဲ။လေယာဉ်လုပ်ငန်းတွေအဆင်ပြေကြတယ်လို့ယုံကြည်မှုများရှိကြတယ်။ ပြောရရင်တော့ယနေ့ထက်တိုင်ပဲနှစ်ကိုးကွယ်မှုရှိနေသေးတဲ့ရွာများဖြစ်ကြပါတယ်။အမေဒီမှာဖုန်းတောင်လာတယ်။နှစ်ပွဲလာလေရာလေ။အဲ့လိုချင်းမင်းကအမေကြီးကိုပြောလိုက်တယ်။ဟေးဖုန်းတောင်လာ။အေးကွယ်မတွေ့ရရလဲတော်တော်ကြာရောပေါ့။ငါမီးတွေကိုမမှတ်မိတော့ဘူး။ငါမီးကမြို့သားလို့ကိုမပြောရဘူး။ဖူဖူးစောစောကြီးပဲ။အမေကြီးကလည်းမတွေ့ရတာတော်တော်ကြာနေတဲ့သူ့မီးကျောကိုချီးမွမ်းခံဖွင့်နေတယ်။ ရွာကသူတွေကတက်နောင်ထွန်းကိုဖိုးနောင်လို့ခေါ်ကြတာအမေကြီးဒီလိုပါဖိုးနောင်ကတားတို့ရွာတွေရဲ့ရာစုံတွေကိုသိချင်လို့တဲ့အဲ့ဒါအမေကြီးပြောပြပေးပါဦးချင်းမင်းလဲလာရင်ကိစ္စကိုပြောပြတယ်ဟုတ်တယ်အမေကြီးဒါလည်းသိချင်တာကြပြီဒီနှစ်ပွဲကြီးဘလို့ဖြစ်ပေါ်လာတယ်ဆိုတာသိချင်တာပါ ချင်းမင်းကိုမေးကြည့်တော့လဲတိတ်မသိလို့အမေကြီးကိုမေးဆိုလို့ဖိုးနောင်ကအဲ့လိုဝင်ပြောပါတယ်အေးဒီလိုကွခုတို့ကိုကိုွက်နေတာက အမတော်မောင်တော်နဲ့နှစ်ပါးပါပဲအမေကြီးတို့ရွာရဲ့ပထမနာမည်ကထဏောင်းကုန်းမဟုတ်ဘူးကွထီလကုန်းနောက်ပိုင်းမှာမှအခေါ်ဝေတွေပြောင်းပြီးတော့ထဏောင်းကုန်းဖြစ်သွားတာထီလကုန်းရဲ့အထိပ္ပယ်ကတော့မနစ်စီသူမင်းဟာအမတော်ကိုတင်ပိုက်ပြီးတော့ကိုနှစ်သားအရွယ်မောင်တော်ကိုကိုဘေအရှိရှိတဲ့ထီကိုမိုးခိုင်းတယ်အဲ့ဒီဟာသူ့အရွယ်နဲ့မလိုက်တော့ထီလက်သွားခဲ့အဲ့ဒါကိုအစွဲပြုတ်ပြီးတော့ထီလကုန်းလို့အမြင်တွင်းခဲ့တာနောက်ပိုင်းတော့အခေါ်များပြီးထဏောင်းကုန်းဖြစ်သွားခဲ့တာကွ ထို့ရအနောက်ဘက်ကကံကလာရွာကတော့ပထမနာမည်ကတော့ကံကုံလားလို့ခေါ်ကြတယ်။မနိစီသူမင်းဟာအမျက်တော်ရှက်သွားခဲ့ပြီးတော့မောင်တော်ကိုကွမျက်လက်တဲ့နေရာကိုကံကုံလားလို့အမည်တွင်ခဲ့ရ။နောက်ပိုင်းမှာတော့တဖြည်းဖြည်းနဲ့ကံကလာဖြစ်သွားတာ။အမတော်ကလည်းဖောင်တော်ဦးထိတ်မှခေါင်းလျှော်လို့ဆိုပြီးတော့ကွမျက်ခဲ့တယ်တဲ့။အဲ့ဒါတွေကိုအစွဲပြုပြီးတော့ကံကုံလားလို့မိခေါ်ခဲ့ကြတာပေါ့။အခုတော့လေအချိန်တွေကပြောင်းလာတော့ထီလကုံထီလကုံကံကုံလားတွေပျောက်ကုန်ပြီပေါ့။ ရွှေလေးရကတော့ရွာထိပ်ကညောင်မင်းကြီးကို ရွှေပြစ်ပါတဲ့ရွှေလေးကြီးထိုးဆိုင်လာလို့အစွဲပြုတ်ခေါ်ထားတာလို့ပြောကြတာပဲအမေကြီးတို့ထဏန်းကုန်းရွှေလေးကတနေ့တစ်ချိန်တလက်စီအမတော်မောင်တို့နှစ်ပူဇော်ပွဲကိုကျင်းပကြတယ်ကံကလာလည်းတနေ့တစ်ချိန်ကျင်းပပေးတယ်ဒီနေ့တဝက်မှာတော့အမတော်မောင်တို့ကိုမယုံကြည်သူမရှိကြဘူးအလူပွဲဆိုလဲရှင်းလောင်းလက်ပြီးလာပြရတယ်မင်္ဂလာဆောင်ဆိုညနေ9နာရီလောက်မှာသတို့သားသတို့သမီးနဲ့တိုင်တယ်တက်တဲ့အမေကြီးတယောက်လုံးနဲ့လာအပ်ရတယ်အဲ့ဒါမှပဲ အိမ်တော်ရေးတည်မဲတယ်လို့ယူဆကြတယ်။နေဝေးရောက်နေခရင်တောင်းမရောက်ရောက်အောင်လာပြီးတော့ပြရတယ်။တခြားမျိုးတွေကိုအလွတ်လွတ်ထွက်ရင်တော့နှကွန်းကပဝါစအဏီကို ဆောင်းသွားမှပဲအန်ဒီရဲ့ကင်းရှင်းနေလို့ယူဆရှိကြတယ်။အိမ်တိုင်းအိမ်တိုင်းမှာလည်းအမတော်မောင်နှံကိုယူရပြီးတော့အိုးဆွဲတဲ့ဒလိရှိတယ်။တနေ့တစ်ကြိမ်သုံးနေ့တစ်ကြိမ်မုတ်ဖြူမုတ်နေကိုနဲ့ဆက်ကရတယ်။နှစ်ပွဲမကျင်းပတဲ့နေ့ဆိုရင် ရေကြီးတယ်။စဘာမထွက်ဘူး။လယ်သမားတွေအစင်မပြေမှုတွေနဲ့ကြုံတွေ့ရတာလို့ ရိုးရံမပြတ်အခုလိုကျင်းပပေးနေကြတာပေါ့။ဖိုးချင်းဖိုးနောင်လေးကိုမနေ့နဲ့ဆင်ကိုခေါ်သွားပြလိုက်ပါအောင်။ကံဦးကျောင်းဘက်ကိုတော့မရောက်စေနဲ့နော်။အမေကြီးလည်းမောသွားဟန်နဲ့ရင်းနှီးကြရငဲ့တောက်တယ်။ဟုတ်ကဲ့မေ။ကျွန်တော်တို့လည်းဘုသူတရရသွားပါပြီ။အခုလိုအကြောင်းစုံတိထားရတော့သူများတွေကိုလည်းပြန်ပြောပြလို့ရတာပေါ့။အဲ့လိုဖိုးနောင်ကပြောရင်လည်းအမေကြီးတအားတော့တကယ်ချင်းနေစီသွားအောင်မယ်လို့အမေကြီးကိုနှုတ်ဆက်ကား တယောက်သားထွက်လာခဲ့ပါတော့တယ်။လမ်းလျှောက်ရင်းနဲ့ဖိုးနောင်လဲသူတင့်ချင်တာကိုမေးတယ်။ငါချစ်အမေကြီးကကံဦးကျောင်းဘက်ကိုဘာလို့မသွားခိုင်းတာလဲ။ဟင်းအဲ့ဒါလား။ဘာမှမဟုတ်ပါဘူးကွာ။မင်းလူစိမ့်မလို့မခေါ်ခိုင်းတာ။စိတ်ထဲမှာထားနေတော့ဟိုရှိမှမျိုးတက်တို့အိမ်ရောက်ပြီ။ချင်းမင်းလည်းရှိကဦးဆောင်ရင်းနဲ့အိမ်ထဲကိုဝင်သွားတယ်။ထွေးလေးမျိုးတက်ရှိလား။ဒီမှာဧည့်သည်ပါလာလို့။အေးရှိရဲ့ဖိုးကြီး။မေးတငယ်ချင်းနွားချင်စင်အောင်မှာ နွားစာဆင်းနေတယ်။သွားသွားနောက်ဖေးမှာထွေးလေးလက်ဖက်တုပ်လိုက်အောင်မယ်။အင်းရှိခွန်လာခဲ့။အဲ့လိုပြောရင်လည်းမိဖို့ကြောင့်လည်းမဝင်သွားတော့တယ်။ငါတက်ရင်ငါတက်ရင်ခေါ်လို့မှမစုံသေး။အေးငါသိပါတယ်ကွာမင်းတို့ရောက်နေမယ်။ငါလည်းဆင်းလက်စာလေးပြီးအောင်ဖြတ်နေလို့ဟာ။ချင်းမင်းတို့နောက်ဖေးတောင်မရောက်သေး။မြို့တက်ကထွက်လာတယ်။လာကွာအင်းရှိကကော့ပြပေါ်သွားကြမယ်။ဟာမြို့သားကတော့ဖွင့်နေတာပဲဟင်း။ ပြီးတော့ငါကောင်ကြီးကခန့်လာတယ်ဟာမျိုးတက်လည်းမတွေ့ရတာကြာပြီဖြစ်တဲ့တငယ်ချင်းကိုစားနောက်တယ်တော်တော်တော်ဆက်မပြောနဲ့ငါသိတယ်မင်းအကြောင်းမင်းကကိုအဲ့လိုပြောရင်ငါအိတ်ကပိန်သွားတာပဲအထာနဲ့နေပြီဖြစ်တဲ့ဖိုးနောင်ကစီးပိတ်တယ်ဟုတ်လေဟုတ်တယ်လေမကွေးမှာကြောင်းတူတက်တော့မျိုးတက်များဒီလိုပြောရင်တော့တကာကဖိုးနောင်ဖြစ်သွားတော့တယ်စိတ်ချငါ့မှာအပြစ်ပါတယ်ဒီညပဲကျန်တဲ့ကောင်တွေပါချင်းထားလိုက် စတေရှိုမဆခင်ကြိတ်ကြမယ်ဖိုးနောင်ကသူ့အိတ်ကက်လေးပုတ်ပြရင်နဲ့လက်မှတ်ကိုပစတဲ့ထက်ထက်ပုံလောက်ပြလိုက်တယ်ခဏနေတော့ထွေးလေးယူလာတဲ့လက်ဖက်တုပ်စားရွေးနေချင်းတောက်ရင်နဲ့တကယ်ချင်းသုံးယောက်ဟာကျောင်းတို့ကအကြောင်းတွေကိုပြောဆိုနေကြတော့တယ်စတေရှိုဆရာနဲ့ချင်းမင်းတို့အုပ်စုဟာတောက်လက်ဆတွေကိုဖျက်ကားစိုင်တွေကနေထွက်လာပြီးတော့ဇက်ခုံအနီနာရောက်အောင်သွားရင် ခုံပေါက်ကတ်ခုံကြတယ်ဟိုကလည်းတချင်းဆိုတာဆို သူတို့အဖွဲ့ကလည်းအရှိန်လေးနဲ့ခုံပေါက်မြူတူနေကြတယ်။ခိုးနောင်ရဲ့စိတ်ထဲမှာတော့မြူကကလတ်ထက်ပင်လွန်ဆောင်မှပျော်ပါရတယ်လို့ထင်မိပါတယ်။စတိတ်ရှိုးပြီးတာနဲ့ဖိုးနောင်အိမ်ပြန်ချင်တယ်လို့ဆိုတာကြောင့်အိမ်ပြန်အိတ်ကြတော့တယ်။ကိုကိုကိုတကယ်လိုက်လာတယ်ဟုတ်လား။မြန်နီအရင်ပြောတာပဲတိလား။မြန်နီရဲ့မြန်နီကိုကိုဘလောက်ချစ်တာမြန်နီသိပါတယ်။သိပါတယ်ကို။အဲ့ဒါကြောင့်လေကို့ကိုမြန်နီပြန်မလို့နိုင်တော့ဘူး။ဖိုးနောင်သူတို့ရောက်နေတဲ့နေရာကိုကြည့်လိုက်တော့ ထုံးကြီးကျောင်းတကျောင်းရဲ့ထိပ်မှဖြစ်တယ်။ဖျားပြူဖျားပြစ်များနဲ့အတူပြန်လည်ပြုတ်ပြင်းမှုန်ထားတဲ့စီတီကြီးတစုကိုလည်းတွေ့ရတယ်။စီတီကြီးရဲ့ဘွဲ့နံမီကိုဖတ်ကြည့်လိုက်တယ်။တစ္ဆာဒိတ်တန်အောင်တော်မူစီတီကြီးတစ္ဆာဒိတ်တန်အောင်တော်မူစီတော်ကြီးသူတို့ရောက်နေတာကအလွန်ကြီးမားတဲ့ကုတ်ကူပင်ကြီးအောက်မှာရှစ်တဲ့မှာတော့ကြီးမားတဲ့ရေကန်းကြီးရှိတယ်။လေးလေးတူဟုဟုနဲ့ကရင်ပင်ကြီးကိုငင်းကြည့်ကဘေးကနေမျက်နှင်းကိုကြည့်လိုက်တော့မရှိတော့ပါဘူး။ ညနေညနေဘုနာအောက်ခွန်းတန်းကြောင့်ချင်းမင်းဟာအိယာမှာလန်နိုးလာတယ်။အဲ့လိုတီးတိုးရေရွရင်နဲ့ဘုနာအိယာကနေထလိုက်တယ်။ငါမေးရဖြစ်အောင်လေးကဘဲရမျက်နေလဲ။ငါအိမ်မက်မျက်နေရကွ။အိမ်မက်ထဲမှာတစ်ခါမှမရောက်ဖူးတဲ့နေရာမှာငါမမြင်ဘူးတဲ့မိန်းကလေးတစ်ယောက်ကိုတွေ့တာကွ။သူ့ပုံစံကငါ့ကိုတော်တော်ချစ်ပုံရတယ်။ဘုနာလည်းသူ့ရဲ့အိမ်မက်အကြောင်းကိုပြန်ပြောပြတယ်။ဟေးချိုးသွားကြမယ်ကွာ။ပြီးရင်နှစ်ပွဲသွားကြည့်မယ်။ ချင်းမီးကအိယာကနေထိုင်ရင်အိမ်အောက်ကိုဆင်းသွားတော့တယ်။ဖုန်းတော်တယောက်တည်းငိုင်းတိုင်တိုင်နဲ့ကြံနေခဲ့တယ်။သူ့စိတ်ထဲမှာတော့အိမ်မက်ထဲကအလွန်ချုံးမွတဲ့မျက်နှင်းရဲ့မျက်နှာလေးကိုသာမြင်အောင်နေမိတော့တယ်။ဒီလိုအိမ်မက်မျိုးကိုမမက်ဘူးပါဘူး။ထူးစင်လာရလို့အတွေးဆက်ထဲမှာနှင်မျောနေတော့မှာပဲ။အောက်ကနေချင်းမီးရဲ့ခေါ်တဲ့ကြောင့်အတွေးဆက်ကိုဖြတ်ကအောက်သို့ဆင်းခဲ့တော့တယ်။ရွာရဲ့အရှိပဲ9မိနစ်ခန့်လမ်းလျှောက်တော့နှက်ကနာပွဲကျင်းပရာနှက်ကွန်းစင်ကိုရောက်လာတော့တယ်။နှက်ကွန်းစင်တခွင်းလုံးမှာတော့ အနီးအနားကပေါ့ဆုချွန်းစုရကလူများလဲလာရောက်ကြည့်ရှုတာကြောင့်လူတွေဟာပြင့်နေနေပါတယ်။ဇက်ထဲမှာတော့မင်းသားမင်းသမီးတွေကနှက်ပင့်ပြီးတော့နှက်ဝင်အပူခံကရွှေရလူကြီးတွေမိသမျှကိုဖြစ်ပြီးနေကြတယ်။မိကုနေကပဲစပါအထွက်တူနိုင်ကြောင်းမိเจ้าနိုင်ခဲလာစတဲ့မိကုနေဖြစ်ပါတယ်။မိเจ้าနိုင်ခဲရင်တော့ဒီနေ့ရေမကြီးရောဘူး။အေယာဝတီမိအရာရွာထိရောက်ပြီးတော့လဲစပါများနှိမ့်မြုပ်ပြက်စီးတဲ့အခါမှာတော့အစိုးရရဲ့စီမံမှုများနဲ့ ခွားချနောင်နာမှာရေတမန်တိဆောက်လိုက်တာကြောင့်ဖိုးနောင်လည်းလူရှုပ်တာကြောင့်ပုံနဲ့များကိုမခံနိုင်တော့ပဲချင်းမီးကိုအတိမပေးတော့ပဲလူရှင်းရဘက်ကိုထွက်လာခဲ့မိတယ်။နှကုန်းစင်မှာမြောက်ဖက်ကိုကြည့်တဲ့အခါမှာတော့ဟာဒါဒါငါ့အိမ်မက်ထဲကနေရပဲဟုတ်တယ်ဟုတ်တယ်ဖျားအိုဖျားပြက်တွေနဲ့ဟာဟိုမှာရေကန်ကြီးရောပဲတိုက်ဆိုင်လိုက်တာလို့တွင်းနေရင်ကသူ့ရဲ့စိတ်ကိုတရရွက်ကညှို့ခွန်နေတယ်လို့ ဲ့ဒီနေရာကိုသွားချင်စိတ်တွေကစိုးမိုးနေပါတယ်။နောက်ဆုံးမမြင်နိုင်တဲ့ညှို့အားတစ်စုံကြောင့်အဲ့ဒီနေရာကိုသူတယောက်တည်းထွက်လာခဲ့မိတော့တယ်။နတ်ကွန်းစင်နေရာနဲ့အနေငယ်ဝေးကွာနေပြီဖြစ်တာကြောင့်စုညံတဲ့များနဲ့ပြောက်ွယ်သွားခဲ့ပြီးတော့သူရောက်နေတဲ့နေရာကရွှေလီရွာရဲ့ရွာဦးကျောင်းကံဦးကျောင်းဖြစ်ပါတယ်။ဘုံကြီးကျောင်းဝင်းထဲဝင်လာတော့လူသူကင်းရှိနေတယ်။နတ်ပွဲတို့သွားကြည့်နေကြတော့ကြောင့်ပဲဖြစ်ပါတယ်။ဘုံကြီးကျောင်းပေါ်တက်ပြီးတော့ဖះရှိခိုးပြီးကျောင်းနိုင်ဖုံအားကတော့က အိမ်မက်ထဲကဖះကြီးဘက်ကိုထွက်လာခဲ့တော့တယ်။တစ္ဆာဒိတ်တန်အောင်တော်မူစီရောမြတ်ကြီးဖះကြီးရဲ့ဖွဲ့အမိအားရေရွရင်နဲ့ဖះကြီးကိုရှ िख ုဥချလိုက်တယ်။သူ့ရဲ့စိတ်ထဲမှာတော့ဒီနေရာကိုသူ့အိမ်တပွဲရင်းနေနေတယ်။အခုမှပထမဆုံးအကြိမ်ရောက်ဖူးတာဖြစ်ပေမဲ့ဒီနေရာဒေသကသူ့အတွက်မစင်ကောင်းဘယ်နေရာမှာပါရှိတာကိုသူ့စိတ်ကအလိုလိုသိနေခြင်းပဲဖြစ်ပါတယ်။ဖះကြီးကိုတပတ်ပတ်ဖူးပြီးတော့ကံပောင်ဘက်ထွက်လာခဲ့တယ်။ကံပတ်လည်းမှာတော့ ဗုဒ္ဓံတရဏံကိစ္ဆာမိပြမအဖြူအနီပန်းပွင့်များဟာမကြီးကားတစ်ချက်တပွဲလှပနေပါတယ်။ကံထိတ်ကကုကုပင်အောင်မှာအမောပြေခဏထိုင်နေနေ။ဒီနေရာကိုအရန်ကိုယဉ်နေနေတယ်။ပြီးတော့ငါ့အိမ်မက်ထဲမှာမျက်နှင်းဆိုတဲ့ကောင်းမလေးနဲ့တွေ့တာကလည်းဒီနေရာပဲ။ဟွန်းငါနဲ့ဒီနေရာတော့တခုပဲ။အတွေးဆက်များထဲမှာနှင်းမျောနေတော့မှပဲ။အကိုနောက်ကနေခေါ်တန်းကြလို့လက်ကြည့်မိတော့ဟင်း ညနေဟုတ်တယ်သူ့အိမ်မက်ထဲကညနေမှညနေစစ်စစ်ဟုတ်ဟုတ်ဗျာအဲဟုတ်စကားတွေအယောင်မမဖြစ်ကုန်တော့နေဟိုလေအဲ့ဒီကန်ထိတ်ကပန်းလေးတွေခူးပေးပါလားအော်ဗုဒ္ဓတရဏန်ကိစ္ဆာမိပန်းမွင့်လေးတွေကိုပြောတာလားဖိုးနောင်ကပြန်ပေးလိုက်ပါတယ်ဟုတ်တယ်အကူအဲ့ဒီပန်းလေးတွေဖျားကတ်ချင်လို့ညနေထံကနေနေ့လိုပွဲအတန်းလေးနဲ့အကူကြီးတောက်ခံတော့သူမနေတာတော့ခဏတော့ညီမ သူ့ဘောင်းမီရှိကိုဒူနာထိခောက်တင်ကကဲနေစီးမှုပြင်လိုက်တော့အကိုသတိထားအောင်နော်ချောလေးအောင်မယ်လို့ညနေထင်ကနေစိုးရင်သတိပေးစကားကြရတော့ရပါရဲ့ညီမရေအဆက်နာလေးကပန်းလေးတွေပဲခူးပြီးတော့မယ်နော်ဟုတ်အကိုဘာကြောင့်မှမသိဒီကောင်မလေးအတန်ကြာရင်စိတ်ထဲမှာအမျိုးမြင်မသိတဲ့ခံစားမှုမျိုးကိုခံစားနေမိတယ်ရပါရဲ့ညီမဖုန်းနံကပန်းတွေကိုကန်ပေးနေတဲ့ ခြေထောက်စီကကံပေါ်ကိုပြန်တက်လာခဲ့တော့တယ်။ကျေးဇူးပါအကိုအကိုကြည့်ရတာတယောက်ထင်းနေတူတယ်။ဖះပန်းကလိုက်ခဲ့ပါလား။အကိုလည်းပြေးနေတာနဲ့လိုက်ခဲ့မယ်လေ။နှစ်ယောက်သားဟာကံပေါ်ဘက်ကဖះဘက်ကိုထွက်လာခဲ့ကြတယ်။ဖះကြီးရဲ့လိုင်ကူတဲကိုဝင်ပြီးတော့ခူးလာတဲ့ပန်းတွေကိုကပ်ပြီးတဲ့အထိဖုံးနောင်ကစောင့်ပင်းပန်းများကပ်ပြီးသူ့ဘက်ကိုလက်လာတဲ့မျက်နှင်းနဲ့မျက်နှင်းချင်းဆိုင်ပြီးတော့ညကအိမ်မက်အကြံကိုတတိယမိသွားတယ်။ မြမနာမည်ဘလူးခေါ်လဲရင်ဖုန်းတော်ကမေးလိုက်ပါတယ်ညနေမှအကိုဟင်းသူအရင်အံ့ဩသွားတယ်နာမည်ကအစာတူနေတယ်ဟုတ်မြမကဘယ်မှာနေတာလဲရင်မြမကဟိုမြောက်ဖက်နာကစီတီလေးမှာနေတာပါသူမကြားဘူးတဲ့ရွာအမီပင်အော်အဖော်ရီရောမပါဘူးလားပါတယ်အကိုသူတို့နှစ်ပွဲသွားကြည့်တယ်လေဒါနဲ့အကိုအဝေးကလာရတော့ခီးပန်းနေမှာပေါ့ဟင်း ဖုန်းတော်မျက်လုံးပြူသွားတယ်။သူအဝေးကလာတာကိုကြိုသိနေတယ်။တခုခုတော့တခုခုပဲ။ညီမအကွက်ကိုတီလိုက်ရင်ဖုန်းတော်ကသွေးလိုဆန်းတယ်လို့မေးကြည့်တယ်။သိတယ်အကွက်။ကိုဘာမှမမှတ်မိဘူးနဲ့တူတယ်။အကွက်ပုံကိုစောင့်ကြည့်နေတာ။အကွက်ဘာမှမသိတဲ့ပုံပေါက်နေတော့ညီမပဲအကွက်ပြန်ပြောပြပါမယ်။ဒီလိုပါအကွက်။အကူနဲ့ညီမဟာအရင်ကအရင်ချစ်ကြတဲ့ချစ်သူတွေပါအခုလည်းအကူကသာသစင်းတယောက်လိုဆက်ဆက်နေတာ မြမကတော့အကူကိုခိုးရင်တုန်းကလို့ချစ်နေတော့မယ်အကူအကူပြန်လာမဲ့တနေ့ကိုစောင့်မျှော်နေတာကြားလာပြီအကူမြတ်နီးကိုဂရုပေးခဲ့ရင်လေပြန်လာခဲ့မယ်လို့အခုအကူရဲ့ဂရုတိုင်းပြန်လာခဲ့တာပေါ့မဟုတ်ဘူးလားမြတ်နီးပြောတာတွေကိုအကူဘာတစ်ခုမှမမှတ်မိဘူးမြတ်နီးဒါပေမဲ့မြတ်နီးကိုစတိမိခြင်းကစပြီးအကူစိတ်ထဲမှာမြတ်နီးပြောသလိုခံစားမှုမျိုးတော့ဖြစ်ပေါ်နေတယ်မြတ်နီးနဲ့ကိုတနေ့ရမှာတွေ့ဘူးသလိုလိုအရင်ရင်နေဘူးသလိုဖြစ်နေတာအကူရဲ့ မျက်နှင်ပြောပြပြပဲကိုမျက်နှင်နဲ့အကူကတနေ့နေ့တစ်ချင်းချင်းမှာ ပေါင်းစည်းရမယ်လို့မျက်နှင်တို့ဒီတစ္ဆာဒိဋ္ဌံဖရာကြီးမှာတစ္ဆာဆိုထားဘူးလေအကူတော့မမှတ်မိဘူးမျက်နှင်ဒါပေမဲ့အကူစိတ်ထဲမှာတော့မျက်နှင်ကိုဆက်တွေ့မိချင်းပဲအရင်ချင်းမိသွားတယ်ဆိုတာဝန်ခံပြရစေမျက်နှင်ပြောရင်းနဲ့မျက်နှင်ရဲ့ကိုလေးကိုဖိုးနောင်က ထွေးပွေမိတယ်ဟာ အကူကလည်းဖရာကြီးထဲမှာမျက်နှင်ကရုန်းကန်ရင်းနဲ့ရှင်ခွေထဲမှာဖဲလိုက်တယ် အကူတို့ကိုယ့်ကိုယ်ပင်ကြည့်အောင်မစကားတော့ပြောကြရအောင်နော်ဖိုးနောင်ကညနေရဲ့နဖူးလေးကိုငုံနိုင်ရင်းနဲ့လက်ကလေးကိုဆဲကဖျားကြီးထဲမှာထွက်လာခဲ့တယ်ညနေကိုကိုအရင်ချစ်မိနေပြီညနေလည်းအထူးပါပဲကိုရဲ့ဖိုးနောင်ညနေရဲ့ခနာကိုလေးကိုရှင်ကွင်းထဲမှာထွေးပွင့်ရင်အပင်ကိုမိလျက်တစ်ချက်ငိုင်းမိသွားတယ်ဖိုးနောင်ဖိုးနောင်ဓာထဲမှာခိုးတန်းကြားတာကြောင့်မျက်လုံးဖွင့်ကြည့်လိုက်တော့ဖျားကြီးဘက်ကနေသူရှိရာကံပေါင်းဘက်ကို လမ်းလျှောက်လာတဲ့ချင်းမင်းတို့ကိုတွေ့လိုက်ရတယ်။မင်းကဒီမှာလာ အိတ်နေတာကိုငါကမင်းပြောက်လို့လိုက်ရှာနေတာကွာ။ဒီလိုလာမယ်ဆိုလဲငါ့ကိုနည်းနည်းပါးပါးလေးပြောခဲ့ဦးလင်ကွာ။အခုကဖယ်ရှာလို့ရှာရမှမသိဘူး။တော်သေးတယ်။ဦးလေးတယောက်ကိုမေးကြည့်ရ။ဒီဘက်ကိုမျက်နှာစိမ်းကောင်လေးတယောက်သွားတာတွေ့လိုက်တယ်ဆိုလို့မင်းထင်ပြီးလိုက်လာတာ။နေပါဦး။မင်းကဘလို့ဖြစ်လို့ဒီမှာလာအိတ်နေရတော့ဟဲငါခဏပဲအိမ်ငယ်လိုက်တာပါ။ညနေရောဘယောက်သွားလဲ။ဖိုးနောင်ဟာ ဘေးပညာကိုကြည့်ရင်နဲ့မေးလိုက်တယ်။ဘေးကမျက်နှင်းလေ။ငါလာတော့မင်းတယောက်တည်းအိတ်နေတာကိုငါတွေ့တာပဲ။ဟာမဖြစ်နိုင်ဘူးကွာ။ငါမျက်နှင်းနဲ့စကားတွေအများကြီးပြောခဲ့သေးတယ်။အေးထားပါတော့ကွာ။အခုတော့ပြန်ကြရအောင်။နောက်ပွဲကြည့်လဲပြီးသွားပြီ။ချင်းမင်းလဲစကားဆက်ကိုဖြတ်ကဖုန်းနောက်ကိုဇွဲထူရင်းနဲ့အပင်အောက်ကနေမြ мян ထွက်လာခဲ့တော့တယ်။ငါအိမ်မက်လားတကယ်ဖြစ်ခဲ့ရလား။ဖုန်းနောက်ဟာစိတ်တွေမတင်မကြနဲ့ချင်းမင်းခေါ်ရနောက်ကိုလိုက်လာခဲ့တော့တယ်။ ချင်မင်းရဲ့စိတ်ထဲမှာလဲဒီအကြောင်းတွေကိုအမေကြီးကိုပြန်ပြောပြမှာဖြစ်မယ်လို့အတွေးကိုစီနေပြီအင်းရောက်တော့ဖုန်းနောက်အလေးမှာဖြစ်ချောင်းကုန်စင်ကိုအမေကြီးကိုပြောပြလိုက်တယ်အဲ့ဒါပဲအမေကြီးဒီကောင်ပြောက်သွားတာမသိလိုက်ဘူးအဲ့ဘယ်မသွားဖို့လဲပြောမထားလိုက်ရဘူးအမေကြီးပြောပါတယ်ဖုန်းနောက်ကိုအဲ့ဘယ်မသွားမိပါစီနေလို့ဒီကောင်လေးကအမေကြီးကပြောမယ်ဟန်ပြင်းပြီးမှ မပြောတော့ဘဲနဲ့ရင်ရွေးငက်တောင်းနေတယ်အမေပြောလေ ဘာဖြစ်လဲအဲ့ကောင်ကချင်းမလေးတိကျင်စိတ်ကြောင့်မေးလိုက်တယ်။ထားလိုက်ပါတော့ဖိုးကြည့်ရဲ့။ဒါတငယ်ချင်းကထမသွားစီနေတော့အမေကြီးကြည့်ရတာအကြောင်းကိစ္စတခုခုရှိနေပုံ။ချင်းမလေးမမေးတော့ပဲပြန်လာခဲ့တော့တယ်။နှစ်ပွဲနှစ်ရက်ပြီးသွားတာနဲ့ရဝေးဧည့်သည်တွေဟာအတီးတီးပြန်ကုန်ကြတော့တယ်။ငချစ်ငါတပတ်လုံးနေအောင်မဲ့နော်။ဟာမင်းကလည်းမင်းပြောရင်တသက်လုံးနေငါကျွေးနိုင်ပါရဲ့ကွ။ဟက်ကောင်လေးမပြောကောင်းဘူး။ဘာတွေလျှောက်ပြောနေရလဲ။ အမေကြီးထံမှငေါက်တန်ကြောင့်ချင်းမင်းပစာပိတ်သွားတယ်။နှစ်ယောက်သားမျိုးသက်စီသွားမယ်လို့ဆိုပြီးတော့ဆိုင်ကယ်နဲ့လှစ်ထွက်လာခဲ့တယ်။လမ်းရောက်တော့ငချစ်ဒီဘက်နားမှာ စီတီလေးရွာဆိုတာရှိလား။ဖုန်းအောင်မေးလိုက်တယ်။မရှိပါဘူးဒီနီနာတော့မျိုးသက်တို့အိမ်ကိုရောက်တော့စကားဆက်ပြတ်သွားတယ်။မျိုးသက်နဲ့တွေ့တော့ဟိုဒီအเจ้าများပြောရင်းနဲ့ဒီနေ့တာအကုန်လုံးခဲ့ပါတော့တယ်။နောက်နေ့မနေ့ရောက်တော့ဘသူ့ကမှအသိမပေးဘဲနဲ့ ဆုံးဖြတ်ချက်တခုကိုပိုင်နိုင်စွာချရင်လည်းတကူတည်းထွက်လာခဲ့တယ်။ညကအမတ်တမဲ့ကြားယောင်မိတဲ့စကားများကြောင့်သူ့ရဲ့ဥတီချက်ကကျောင်းရှိမှဆန်ကယ်ရက်ခဲ့ပြီးတော့ကံပောင်ဘက်ကိုသူ့ထွက်လာခဲ့တယ်။ဟိုကြည့်ဒီကြည့်ရှောက်ကြည့်နေတော့မှပဲ။အကူလို့ခေါ်တဲ့ကြားတာကြောင့်သူလက်ကြည့်လိုက်မိတယ်။ဟင်းညနေကိုမြနေကိုလိုက်ရှာနေတာ။အခုလည်းမြနေရှိမယ်ထင်လို့လာခဲ့တာ။ညနေလည်းအခုကိုအမြဲတမ်းစောင့်နေပါတယ်အကူ။အကူကသာမြနေကိုထားခဲ့တာ။ ညနေအကူနဲ့မခွဲနိုင်တော့ဘူးကိုညနေဟာဖုန်းတော်ရဲ့ရင်ခွေမှာခေါင်းတွေ့ဝေးလျက်ပြောတယ်အကူလည်းညနေနဲ့မခွဲနိုင်တော့ပါဘူးကွာဒါဆိုအကူမပြတ်နဲ့တော့နော်ညနေနဲ့တခါရင်လိုက်ခဲ့ပါတော့အကူလိုက်မယ်မလားယင်အကူကဘယ်လိုလိုက်ရမှာလဲဟာအကူကလည်းအကူနေခဲ့ပူပြီးသားလေအကူတို့နေရာစိမ့်မှမဟုတ်တာအင်းပြီးတော့လေကိုလည်းညနေကိုမှမခွဲနိုင်တာလိုက်ခဲ့မယ်လေ အခုကအရင်ချစ်သွားပြီ။သွားကြစို့အခု။ဗျာ။ဟုတ်ပါမလားဗျာ။ခမည်းတော်မနောက်နဲ့နော်။မဟုတ်တာတွေမပြောကြနဲ့ဗျာ။ဘယ်လိုမှမဖြစ်နိုင်ဘူး။မဟုတ်ရင်ခမည်းနဲ့ကျွန်တော်အတွေ့ပဲ။ချင်းမေဒေါသချောင်ချောင်ထွက်နေလိမ့်မည်။လာပြောတဲ့ကိုတင်စိုးကိုချိန်မောင်းပြောဆိုလိုလိုက်ပြီးဆိုင်ကယ်စက်ကိုနှိုးပြီးတော့အမြန်ဆုံးမိုင်နှုံးနဲ့မောင်းထွက်လာခဲ့တယ်။သူရောက်တော့ကံမောင်ထက်မှဝိုင်းအောင်နေတဲ့လူအုပ်စုကြီးကိုတွေ့လိုက်ရတယ်။ လူအုပ်ကြီးရဲ့အလဲမှာတော့တက်မဲ့နေတဲ့သူ့ရဲ့တငယ်ချင်းဖိုးနောင်ရဲ့ခန္ဓာကိုယ်ကို အပင်ချင်းမှတွေ့ရပါတော့တယ်။ဘလို့ဖြစ်ရလဲတငယ်ချင်းရဲ့ငါအတဏ္ဍတားပါသေးရဲ့ကွာ။ဒီလိုမလာပါနဲ့လို့မင်းအခုလို့ဖြစ်ရတာငါအပြစ်တွေပါတငယ်ချင်းဟာမင်းငါ့ကိုပါတခါလေးခေါ်သွားပါကွာ။အယူတယောက်လို့အော်ခင့်ငိုကြွရင်မှရှင့်မကုကူပင်ကိုခေါင်းနဲ့ဆင့်ကဆင့်ကတိုက်လေတယ်။ဘေးနားကလူတွေကအမြန်ဆွေးရည်တာ။ ဒါတောင်သုံးချက်ခန့်စောင့်မိသေးတယ်။မျက်နှာပေါ်မှာသွေးများစီးကျလာပြီမဲ့သူ့မှာမနာအားရင်ထဲကပိုးလို့နာနေတယ်။ဖြစ်မှဖြစ်ရလေတငယ်ချင်းအားအမေကြီးစကားတွေကိုအလေးအနက်မထားမိတာငါအပြစ်တွေပါကွာ။မနေ့ကအမေကြီးပြောတဲ့စကားများကို ချင်းမင်းပြန်ကြားရောက်နေတယ်။ဒါတားတငယ်ချင်းကိုမျက်ချင်မပြကြည့်နေနော်။အဲ့ဒီကံမကိုမသွားစင်နေတော့။တကယ်တော့ဒီကလေးကတိုက်ဆဲကွယ် တိုက်ကျိုးဖြတ်ဖို့အမေကြီးစစ်စင်ပြီးနေပြီကိုကြိုင်တီခီးလိုနေလို့မလှုပ်ဖြစ်သေးတာအခုရက်ပိုင်းသူ့ဟူတာခရုဆိုင်ဒီခစ်ကြီးရဲ့မှာတိုက်ဆက်ဆိုတော့သူမြုံခဲ့တာလဲပါတယ်အမေကြီးစကားကို သူအလေးနဲ့မထားခဲ့ပဲနေခဲ့ပြီးတော့အခုတော့ဘလို့မှအစားမထိုးနိုင်တဲ့သူ့တငယ်ချင်းကိုဆုံရှုံလိုက်ရပြီဖြစ်တယ်အမေကြီးနဲ့ချင်းမင်းတို့ပြောဆိုနေတဲ့စကားများကို ဖုန်းနောက်အကုန်ကြားသိခဲ့မှချင်းမင်းတို့မသိခဲ့ဒါဆိုရင် ဖိုးနောင်ဟာသူနဲ့တွေ့ဆုံနေတဲ့မြန်နေဟာလူမဟုတ်ပဲဥษาကြောင့်မလီမန်သူတိတ်သွားခဲ့ရပုံဖိုးနောင်ဟာမြန်နေနဲ့တွားတွေ့ရင်သူအသက်တည်မမှန်တိပေမဲ့သူဆက်ဆက်တွားတွေ့ခဲ့ဒါဟာအချစ်စစ်လို့ခေါ်မလားမယူရဲဆန်တယ်လို့ခေါ်မလားပြည်သူများရှင်ဒီလိုစိတ်ဝင်စားကြရာဆက်လက်အကြောင်းအရာတွေကိုအမြဲတည်ရှိနိုင်ဖို့အတွက်ကိုတော့ကျမတို့ရဲ့ channel ကို like and subscribe လုပ်ထားပေးပါဦးရှင်ဇလန်အစ်တစ်တွေတင်လိုက်အမြဲတည်ရှိနိုင်ဖို့အတွက်ကိုလည်း ဘေးနားကခေါင်းလောင်းလေးကိုနှိပ်သွားပေးပါအောင်နော်အားလုံးကို